okay ဆက်မယ်အဲ့တော့ဒီမှာဒီ file ကြီးဖြတ်ချင်တယ်လွယ်ပါတယ်ကျွန်တော်ဒါလည်းနောက်ထပ် comment တစ်ခုပေါ့နော်အဲ့တော့ i am ကိုသုံးလိုက် remove လုပ်လိုက်ရငါ star star ဆိုသည် joker ပေါ့နော်ပြောရမှာစမှာအကုန်လုံး anything အကုန်လုံးပဲအန်တဟောက်အဲ့ဆိုရှင်းများဟာပြောတယ် ls နဲ့ပြန်ခေါ်ကြည့်ကြည့်ကြည့်လားမရှိတော့ဘူးဒါနော် test ကိုသုံးပြီးကျွန်တော်ကဒီအချိန်နဲ့ပတ်သက်ပြောလဲ စားလို့ရတယ်ကျွန်တော်ဒီ assess time နေ modification time နေစသဖြင့်ပေါ့နော်အဲ့ဒါတွေကျွန်တော်သွားပြီး changes လုပ်လို့ရတယ်ဆောင်ကြည့်ကြည့်အောင် doc dash kb.tasty အဲ့ဒါဆက်ခေါ်ဒီမဲ့အဲ့ဒါဆိုင်နဲ့ LH နဲ့ဒီမဲ့ဒါဆိုသူ့ရဲ့အာဒီမှာတော့အချိန်ရဟိုလိုမတွေ့ရအောင်เนาะအဲ့ဆိုနောက်တစ်ခုရှိရယ် state ပြီးပြီးတော့ tasty အဲဟုတ်ပြီဒီမှာဆိုကျွန်တော်ရဲ့အချိန်ပေါ့ဒီမှာဆို2025 3လပိုင်း4ရက်8နာရီ14 33စက္ကန့်စသဖြင့်ပေါ့နော်ဒါလေးတွေ့ရတယ်အဲမှာ asset ရဲ့ modification စသဖြင့်တွေ့ရတယ်ဟုတ်ပြီဒါ state နဲ့ကြည့်လိုက်လို့မြင်ရတယ်အဲ့တော့ကျွန်တော်သွားပြီးချိန်မယ်ပြောင်းလဲမယ်ပေါ့နော်ပြောင်းလဲလို့ရတယ်အဲမှာသူ test နဲ့တွဲပြီးသုံးလို့ရတော့ MAM မယ် membership နဲ့သူကြည့်ကြည့်အောင်အဲ့မှာ A ဆိုရှိရယ် assess တန်းကိုချိန်ရလား ပြီးကျွန်တော်ဒီ modification တိုင်းကိုချိန်ညင်လာအဲဆက်သဖြင့်ပေါ့နော်လုပ်လို့ရပြီတခြားတခြားတော့လုပ်လို့ရတယ်အများကြီးရှိသေးတယ်အဲ့ဒါလေးကိုကျွန်တော်ဆန်းကြည့်မယ်ဟုတ်ပြီဒီမှာ state နဲ့ gene ဒီတိုင်းတွေ့ရတယ်အဲ့ဒါကိုကျွန်တော် dash key ပြီးတော့ဟိုပါဗျာ dsc ပေါ့နော်အဲ့ဒါကိုကျွန်တော် access time လေးကိုသွားပြီးတော့ချိန်မယ် element ကြီးလိုက်တယ်ရမနော်အဲ့ဒါဟုတ်ပြန်ပြန်ကြည့်ကြည့် အဲ့မှာဘာပြောင်းလဲသွားလဲတစ်ချက်ကြီးကြည့်လိုက်အဲ့မှာသူဒီ access time ဒီ14မိနစ်မှမဟုတ်တော့15မိနစ်ဖြစ်သွားတယ်ရမယ်နော်အဲအဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်ကဒီကောင်းရဲ့ time တွေနဲ့ပတ်သက်ပြီးတော့သွားပြီးတော့လဲ control လုပ်လို့ရတယ်နောက်ပြီးနောက်တစ်ခုကကျွန်တော်ဘာလုပ်ရရလဲဒီ modification time modification time ကိုလည်းသွားပြီးတော့လုပ်လို့ရတယ်အဲ့တော့ဒီဒီ dash dash m m modification နဲ့ k ပြီးတော့ dc ကိုလုပ်မှာအဲ့တော့ခောက်တယ် state နဲ့ပြန်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့ဘာဖြစ်သွားလဲ modification တိုင်းနဲ့ထပ်ပြီးတော့ပြောင်းလဲသွားပြီအဲ့တော့ chain ကတော့အမြင်ကျွန်တော်လိုက်ပြီးတော့ပြောင်းလဲနေမှာပေါ့နော်ဟုတ်ပြီနောက်ခါကျတော့ဒီတိုင်းတွေကိုကျွန်တော်ကခုလက်ရှိရှိရဲ့အချိန်မဟုတ်ဘဲနဲ့ဒီ asset တိုင်းတွေ modification တိုင်းတွေကိုကျွန်တော် custom ပေါ့နော်အရန်ကိုရွှေ့ကျင်တဲ့နောက်တစ်ခုခုကိုရွှေ့ပလိုက်မယ်ရတယ် dash minus c T ဆိုပြီးတော့ကျွန်တော်ခုနှစ်ကိုရင်းရင်းမယ်အဲ2016ထားလိုက်မယ်ပြီးရင်3လပိုင်း9ရက်မိနိုင်မိနစ်10နာရီ15ထားလိုက်မယ်ဒါမျိုးပြီးကပြီးတော့ tasty အဲ့နောက်မှာ stain နဲ့ပြန်ကြည့်ကြည့်မယ်ကပြီးတော့ tasty ကိုအဲ့ဘာဖြစ်သွားလဲသူရဲ့ access modification တိုင်းနေရတော့လုံးဝအပြောင်းလဲသွားတယ်အဘက်ကကျန်နေမှာပေါ့နော်အဲ့ရမယ်နော် အဲကျွန်တော် test ကိုကျွန်တော်ဒါမူလဲတုံးလို့ရတယ် file create လုပ်တိုင်းမို့အဲ့ file နဲ့ပတ်သက်ပြီးတော့လည်းအချိန်နဲ့အဲ့ file ကို create လုပ်ခဲ့တဲ့အတိုင်းနေ modification asset အတိုင်းနေ modification အတိုင်းတော့ဘာလုပ်လို့ရလဲတွားပြီးတော့ပြောင်းလဲလို့ရတယ်